မင်းကလေးတိုင်းရှောင်းတဲ့နဲ့ယောက်ျားတွေကိုကိုစားပြုခဲ့တဲ့မင်းသားလေးဦးပြည်သူများလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Agris တန်ရာတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဘဝရဲ့လက်တွဲပေါ်ကောင်းတယောက်ပိုင်ဆိုင်ကြရဖို့ဆိုတာလူတိုင်းရဲ့စိတ်ကူးအိမ်မက်ပဲဖြစ်ပါတယ်အနာဂတ်မှာရှင်သန်ကျင်စိတ်တွေပေါက်ဖွားစေဖို့အားစီအဖြစ်တို့မဟုတ်နှွေးထွေးလုံကြုံတဲ့အတိုင်းမျိုးအဖြစ်ဘဝတစ်လျှောက်လုံးကိုအတူဖြတ်သန်းသွားဖို့စိတ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကလို့ကိုလိုအပ်ပါတယ် လက်တွဲပေါ်ရှာကြရမှာလဲအချက်ကိုအသက်လုပ်ပြီးရရှင်တန်ကြရတဲ့မိန်းမသားတွေရဲ့ဘဝကထိပေါက်ဖို့ကန့်စန်းတယ်လို့အမာရင်အတိန်ဆောင်များတဲ့ကိစ္စလိုပဲဖြစ်ပါတယ်။ဘလို့ပဲပွင့်လင်းပါစေလင်းစုံမရတဖာဖာနဲ့အိမ်ထောင်ရေးကံမကောင်းခြင်းကဂုံယူစရာလည်းမဟုတ်တယ်လို့ အရက်ကြားမှလည်းကြားကောင်းတဲ့အရာမဟုတ်တဲ့အတွက်မိန်းကလေးတွေရဲ့ဘဝကယနေ့ခေတ်လိုယောက်ျားပြတ်တွေကြားထဲမှာအိမ်ထောင်ဘက်ကောင်တယောက်ရဖို့တော့အလွန်ခက်ခဲတာပဲဖြစ်ပါတယ်။ဒါကြောင့်ယောက်ျားစိုးယောက်ျားညင်းနဲ့မိန်းကလေးတွေတည်ထားတဲ့အမျိုးသားတွေရဲ့ပုံစံကိုလက်တွေ့ဘဝမှာရှောင်လို့ရအောင်ကိုးစားပြုနေကြတဲ့မြမကြီးရဲ့အတိုင်းတိပီတိအနုပညာရှင်အမျိုးသားလေးဦးကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်၁ဖုန်းရှင်ချက်ခံလူမျိုးအရန်ဇက်ကောင်တရုတ်ဆောင်တယောက်ဖြစ်တဲ့ ဖုံးရှန်ကကြောက်ဖို့ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ထပ်မြက်ပြီးတော့လှပတဲ့ဇနီးတဲ့ကိုအမြဲလက်ပါတက်ပြီးတော့ချုပ်ချေနိုင်တဲ့အစီအနေပြုတ်တတ်တဲ့အမျိုးသားတစ်ယောက်ဖြစ်ကြောင်းသူ့ရဲ့ဇနီးဖြစ်သူကအင်တာဗျူးတွေမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။အသက်အန္တရာယ်ကိုပါချင်းချောက်ပြီးတော့ကိုအမားကိုသူ့များအမားဖြစ်အောင်အမြဲပြုလုပ်တတ်တာကြောင့်အမြဲပြောင်းရွှင်နေတဲ့သူ့ရဲ့ယုံနယ်မှာမလိုက်နောက်ကွယ်မှာတိတ်ကိုဆက်ဆုပ်ဖို့ကောင်းတဲ့ယောက်ျားတဦးအဖြစ်အတွင်းလူတွေကြားမှာနာမည်ကြီးရဲ့တယောက်ဆောင်တစ်လက်ဖြစ်ပါတယ်။နံပါတ်1နေတွေ မင်္ဂလိတွေကိုမလေးမစားပဲပြုမှုကျင့်တယ်လို့ပြုမှုပြီးမှအပြတ်မစီရင်တဲ့ကိုတွင်တတ်တဲ့နေတွေကလည်းလူမှုရေးပြသနာတွေနဲ့ပတ်သက်ရင်နာမည်ပြတ်ရှိတဲ့သူပဲဖြစ်ပါတယ်။မင်းသားဆိုတဲ့ဂုံပုံးနဲ့မင်္ဂလိတွေကိုလှည့်ပြပြီးတော့အတူနေမှုတွေပြုလုပ်တာချင်းချောက်အကြက်ကင်မှုတွေလည်းပြုလုပ်တတ်တဲ့သူဖြစ်ပါတယ်။နေရွေးဖြစ်စီခဲ့တဲ့မင်္ဂလိတွေထဲမှာလူသိရှင်ကြဖြည့်ရှင်းခဲ့ရတဲ့မင်းသမီးဘေဘီမောင်ရဲ့ညီမတန်စင်မောင်ရဲ့ကိစ္စကလည်းမြန်မာတိုင်းနိုင်ငံလုံးကိုအိုးအိုးကြွကြွဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အတူနေပြီးတော့ဗီဒီယိုဖိုင်တွေပုံတွေကိုလိုင်းပေါ်မှာ ဖြန့်အောက်ဖဲလန်ခဲ့ပေမဲ့တန်စင်မောင်ကတော့မိမကောင်မဟုတ်ဘူးဆိုပြီးတော့ပြန်ခုခံခြေပါခဲ့ရာကနေပရိသတ်တွေရဲ့ချင်ဘက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3အောင်လာ ထွက်သမျှတခြင်းတိုင်းပေါက်ပြီးကြားမမရွေးကြိုက်ကြတဲ့အဆူရောအောင်လဟောင်းမိမတယောက်ကိုရစရာမရှိအောင်အောက်ဖဲလန်တက်တဲ့အနုပညာရှင်တယောက်မှပရိသတ်တွေကလက်မခံခြင်းနဲ့လက်ခံခဲ့ရတာဖြစ်ပါတယ်။သူရဲ့ယောက်ျားတာဝန်မကျေပုံမှုတွေကြောင့်နောက်တယောက်နောက်ပါသွားခဲ့ရတဲ့တစ္ဆာမရှိတဲ့မိမနဲ့ပတ်သက်ပြီးမပြင်းနိုင်မစင်းနိုင်သူကိုယ်တိုင်အောက်တန်းကြခံကပို့စ်တွေမျိုးစုံတင်ပြီးတော့အောက်ဖဲတွေကိုခရီးစည်းတွင်ကြလှန်နေခဲ့တာပဲဖြစ်ပါတယ်။အကယ်၍ယောက်ျားကောင်တယောက်သာမှန်ရင်ကိုယ့်ရဲ့အမားတွေကိုသိပြီးတော့အခြားသူနဲ့အဆင်ပြေနေတဲ့မိမကိုဝမ်းသာ ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့အငုံစိမ့်နဲ့ post တွေဆက်တင်နေခဲ့တာဖြစ်ပါတယ်။နံပါတ်၄လွမ်းပိုင် အလုံးထဲမှာလက်တလောဟိအထဆုံးနဲ့ပရိသတ်တွေအလုံးကိုပဇံအဟောင်းသာဖြစ်စေခဲ့တဲ့လေးပွင့်ဆိုင်အချစ်ဇလန်တွေရဲ့ပင်တိုင်မင်းသားဖြစ်တဲ့လွမ်းပိုင်ကတော့ဗင်္ဂလိတွေအရှောင်သိမ့်ဆုံးဖြစ်တဲ့အမျိုးသားပုံစံပဲဖြစ်ပါတယ်။နှစ်ဆယ်ကြီးတွဲလာခဲ့တဲ့ရေးစားရဲ့နောက်ွယ်မှာတသက်ဆမင်းသမီးလေးနဲ့ချိန်ပုံးခုတ်ပြီးတော့အပြတ်ခံကအခုတခါမှလည်းစီနီယာမင်းသမီးကိုခါပါတွဲနေပြန်တာပဲဖြစ်ပါတယ်။သူရဲ့တစ္ဆာမရှိမှုနဲ့အမျိုးသမီး၃ယောက်ရဲ့တိတ်ခါမြောင်းနေကြသွားခဲ့ရတာကတော့အလုံးရဲ့အမြင်ပဲဖြစ်လို့ရှောင်းကိုရှောင်းသိတဲ့တစ္ဆာမရှိတဲ့ ဲ့ယောက်ျားတယောက်ဖြစ်လူအများကမြင်နေကြပြီဖြစ်ပါတယ်။အခုပေါ်ပြခဲ့ရကတော့ယနေ့ခေတ်မှာလက်တွဲပေါ်ရွေးချယ်ရခက်ရခြင်းရဲ့အကြောင်းရင်းတွေဖြစ်တဲ့ယောက်ျားသားတွေတဲကမှပရိသတ်တွေကိုအလန်နေဖြစ်ကြောင်းသက်သေပြခဲ့တဲ့မင်းသားတွေဖြစ်ပြီးတော့ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းခေါမတ်မှာဝေဖန်ပေးကြပါအောင်ရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။